အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့မြန်မာပြည်မှာရှိတဲ့အသက်မပြည့်သေးတဲ့မင်္ဂလာဆောင်တွေဘက်ကိုတစ်ချက်လှည့်ကြရအောင်အဲတော့မြန်မာပြည်မှာဒီနောက်ပိုင်းပူပူဆိုးလာတယ်အဲ့ဒါကတော့အရွယ်မရောက်သေးတဲ့ကလေးလေးတွေမင်္ဂလာဆောင်ကြတာပါ အများအဖြစ်နယ်ဘက်တွေရွာဘက်တွေမှာပူများတယ်ကလေးလေးတွေပဲရှိသေးတယ်အသက်မပြည့်သေးဘူး တတိုးသားရောတတိုးသမီးရောအသက်မပြည့်သေးတဲ့ကလေးလေးတွေပါအရင်ဆုံးဒီဗီဒီယို file လေးတွေကိုကြည့်ပါမယ် ုတ်ကဲ့ပါဒါကတော့မြန်မာပြည်ကအသက်မပြည့်သေးတဲ့မင်္ဂလာပွဲတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာယူဆမှာက သမီးကညာအခါမလင့်စေနဲ့ဆိုတဲ့စကားရှိတယ်ဗျဆိုရိုးစကားပဲပြောကြပါစို့ကိုမွေးထားတဲ့သမီးလေးအချိန်တန်ရွယ်ရောက်လာလို့ရှင်အိမ်အောင်ရတားချပေးရမှာကမိဘတို့ရဲ့တာဝန်ထဲမှာပါတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာက သမီးကညာကအခါမလင့်ဖို့နေနေတတအရွယ်တော်မရောက်သေးတဲ့ အချိန်မှာမိဘတွေကအိမ်အောင်ချပေးကြတယ်ဗျာ။ဟမ်တချို့ဆိုဘူးသီးမွေးတဲ့အရွယ်လေးတွေအိမ်အောင်ရေးဆိုတာဘာမှမသိသေးတဲ့အချိန်မှာအိမ်အောင်ပြုတ်လိုက်ကြတယ်။ဒီအရွယ်လေးဆိုတာကစတင်ရမယ့်အချိန်ပညာသင်ရမယ့်အချိန်ကြောင်းတက်ရမယ့်အချိန်အပျို့ဘဝကိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းရမယ့်အချိန်လူငယ်ဘဝကိုချိုးချိုးဆဆနဲ့ဖြတ်တန်းရမယ့်အချိန်မှာအိမ်အောင်ပြုတ်လိုက်ကြတယ် ဲတော့အိမ်တော်တဲ့ဘဝကိုစိုးစိုးစီးစီးရောက်သွားတဲ့ကလေးတွေကဘူတီမွေသက်အရွယ်ကလေးတတာလေးတွေပဲရှိသေးတယ်ဗျာမိဘတွေမှာတာဝန်အများကြီးရှိတယ်ဗျာဒီကလေးတွေကဒီအိမ်တော်တဲ့ဘဝကိုဘလို့ဖြတ်တန်းပါလဲဒါတွေကိုမိဘတွေကထက်မတွက်ဖဲနဲ့ငါလက်ကလို့ပြော့ဆိုပြီးတော့အိမ်တော်ချင်သားချပေးလိုက်ကြတယ်မတို့တာဝန်ကျေပြီးသူ့အိမ်တော်နဲ့သူဖြစ်သွားပြီးဆိုပြီးတော့အိမ်တော်ရသားချပေးလိုက်မင်္ဂလာဆောင်ပေးလိုက် အဲ့တော့ဖြစ်လာတဲ့စိုးကျိုးတွေကဘာတွေလဲဆိုတော့အချိန်မတိုင်ခင်ဘဝတဲကိုစောစောစီးစီးရောက်သွားတယ်အဲ့တော့အိမ်ောင်ရေးဆိုတာဘာမှမသိညာမှမသိနဲ့ဘူမသိကိုမသိနဲ့ဒီကလေးတွေကအိမ်ောင်ကွဲတယ်အိမ်ောင်ဇက်တွေများလာတယ်နောက်ကိုကိုကိုတန်ဖိုးထားအောင်မှမသိတော့ဘူးဒါမျိုးတွေဖြစ်လာတယ်ဗျနောက်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာကအရွယ်မရောက်သေးရင်လက်ထက်လို့မရဘူးဂျာဥပဒေရှိတယ်ဒီဥပဒေက 屋里外睡觉了，外头玩没办法的个，他跑走吧嘞，表表怎么变大人？哎，那表了没呀？我收了，屋里个细逼的，哎哟，你屋里个的偏偏呢，每每表乖拉逼了，阿哥接起来，肥牛翻牛。 တော်တော်ကို စိတ်ပြက်เสียကောင်းတယ်ဗျအဲ့တော့ကျွန်တော်တို့နိုင်ငံမတိုးတက်တာလည်းမပြောနဲ့ဗျနိုင်ငံထဲမှာ ရှိတဲ့လူတော်တော်များများက အုံနှောက်မရှိတော့စင်ကျင်တုံတရားမရှိတော့စင်စားစင်ကျင်တွေးခေါ်တဲ့ပုံစံတွေကအစင်တန်းနှိမ့်သွားပြီတဖြည်းဖြည်းနဲ့ဓာရီကိုအတုယူလာပြီးတော့ကလေးတွေကအရွယ်မရောက်သေးပဲနဲ့အိမ်အောင်ပြုတ်ကျင်လာကြပြီအရွယ်မရောက်သေးပဲနဲ့လိမ်မှုကိစ္စတွေဆန်းသက်ချင်ကြပြီ ဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာကရှက်တဲ့နေရာမရှက်ဘူးမရှက်တဲ့နေရာကြတော့ရှက်တယ်စောက်တလွဲယူဆတွေနဲ့တွားနေအဲ့တော့ကို့အိမ်မှာမွေးထားတဲ့ကို့သားသမီးကိုငါလက်ကလို့ပြော့အွယ်ရောက်တာမရောက်တာ နားမလဲဘူးเนาะယောက်ျားစောစောရပြီးရောအေးရောဆိုပြီးတော့မင်္ဂလာဆောင်ပေးလိုက်ကြတာဒီကလေးရဲ့ဘဝကိုလည်းထက်မတွက်ဘူးဒီကလေးရဲ့အနာဂတ်တွေကိုလည်းထက်မတွက်ဘူး အဲ့တော့ဘာဖြစ်လဲငငယ်ရွယ်ရွယ်နဲ့ယောက်ျားကြူတယ်ငငယ်ရွယ်နဲ့အိမ်တော်သားမွေးလှုပ်တယ်ပြီးရင်အဲ့တော့အိမ်တော်မထိန်သိမ်းနိုင်ဘူးလောလောကူကူအိမ်တော်ကွဲတယ်ဒါတွေကအများကြီးပဲတချို့လဲအစဉ်ပြေသွားတဲ့အိမ်တော်တွေရှိကြပါဒါအင်မတန်နဲပါတေချာတာတခုကတော့ကျွန်တော်တို့မြန်မာပြည်မှာအရွယ်မရောက်သေးပဲနဲ့မင်္ဂလာဆောင်တဲ့မင်္ဂလာပွဲတွေဒီနှစ်ပိုင်းမှာတော်တော်ကိုများလာနေပါတယ်အဲ့ဒါကိုထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့တင့်ပါတယ် နောင်လာမဲ့ကလေးတွေကနော်7နှစ်7နှစ်တောင်မဟုတ်ဘဲနဲ့9နှစ်10နှစ်နဲ့အိမ်အောင်ပြုတဲ့ကိစ္စတွေပါဖြစ်လာမယ်။ဒါတွေကရရွာထဲမှာလည်းမတင်တော်ဘူး။မိသားစုထဲမှာလည်းမတင်တော်ဘူး။နော်ဒါတွေကိုလည်းကြက်ကြက်မက်မက်လှုပ်တင်ပြီးအတိအကတော့ဗျာရရွာထဲမှာရှိတဲ့လူကြီးသူမတွေပေါ့။ဘာလို့နေလဲတော့မသိဘူး။ဟဲ့နေလို့ဒါကတော့မတင်တော်ဘူး။ဒါကတော့ငယ်သေးတယ်နော်။နေလို့ဒီလိုပဲဒီလိုမျိုးပြောဖို့လူမရှိတော့ဘူး ਨੇ တူတယ်ဗျ။နော်အချိန်တန်းမင်္ဂလာဆောင်မယ်။ မင်္ဂလာဆောင်မှာဝိုင်းဝန်းပြီးတော့တောက်ကြမယ်စားကြမယ်ရက်ကလေးနှစ်ပတ်လောက်တောက်ရရင်အဆင်ပြေတယ်ဒီလိုလူတွေများနေပြီဒါတော့ကျွန်တော်ကဘလိန်းနေဆိုတာထက်အပြုတ်သဘောနဲ့ပြောပြခြင်းသာဖြစ်တယ်ခင်ဗျားတို့မျက်စိရှိမှလည်းတွေ့နေရမှာဖြစ်ပါတယ်ကြည့်ကြည့်လိုက်ပါမင်းနဲ့မဆိုင်မင်းနဲ့ဘာကိစ္စမင်းကဝင်လာနေတာလဲလို့မေးစရာတော့ရှိတယ်ဒါပေမဲ့ဒီကိစ္စတွေက ဆိုးရွားလာတဲ့အခြေအနေတည့်ရမှာရှိတယ်ဗျာ ဓာတ်တွေကိုနှာစီးပြီးတော့မှိန်နေလိုက်လို့ရတယ်။အဲ့လိုမှိန်နေခဲ့လို့လေအတူယူမှားပြီးတော့ကလေးတွေကရွယ်မရောက်သေးပဲနဲ့လိမ်မှုကိစ္စပြဿနာတွေကြုံလာတယ်။ရွယ်မရောက်သေးပဲနဲ့အိမ်အောင်ပြုတ်ကျင်စိတ်တွေဖြစ်လာတယ်။ဒါကနိုင်ငံအတွက်တိတ်ကိုနစ်နာတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုရွယ်တွေကနိုင်ငံရဲ့လူဆွမ်းအားအရင်းမြစ်တွေပဲပညာသင်ရမယ်နိုင်ငံအတွက်ကြိုးရှိအောင်လုပ်ကြတော့မယ်အချိန်နေအဲဒီတော့ပညာသင်ရမယ့်အချိန်မှာပညာမသင်မဲ့ယောက်ျားယူတယ်ဗျာ ိုင်ငံတွက်လှုပ်လှုပ်ရမယ့်အချိန်မှာကလေးမွေးတယ်ဗျာအဲ့တော့ကလေးလေးတွေမွေးပြီးတော့မမွေးနိုင်လို့စွန့်ပစ်တာတွေဂေဟာပို့တာတွေပြဿနာတွေအများကြီးပဲအဲ့တော့စီးပွားရေးကလည်းကျွန်တော်တို့နိုင်ငံမှာက မပြည့်စုံဘူးဗျအိမ်တောင်တစ်ခုကြီးစီတစ်ခုကြီးစီလိုက်ကြည့်လိုက် အကုန်လုံးကစားအမယ်တောက်အမယ်ဘဝအဆင့်အကုန်လုံးတိုင်ပတ်နေတဲ့အချိန်ဒီလိုအချိန်မှာအရွယ်မရောက်သေးဘဲနဲ့အိမ်တောင်ပြုတ်တဲ့ကိစ္စတွေကို ။အုံနောက်ရှိတဲ့လူကြီးသူမတွေရွရွထဲမှာရှိတဲ့လူကြီးတွေမိဘတွေကဘာဖြစ်လို့ဝမ်းမတသာခွင့်ပြုရတာလဲ။ခမားတို့တော်တော်ညံနေတာပဲ။သမီးစားဘဝမှာလှုပ်ပေးထားလိုက်လို့လည်းရတယ်။အဲ့တော့ဘယ်ရွယ်ဘယ်ရွယ်မှာတော့အိမ်အောင်ပြုတ်ပေးမယ်။ဒါတို့သမီးတို့ဒီအချိန်မှာတော့စူးစားပါအောင်နေကြပါအောင်လို့တားမဲ့လူမရှိဘူးပြီးတော့ကျွန်တော်တို့လူအဖွဲ့စည်းမာက လက်မှုကိစ္စနဲ့ပတ်သက်ပြီးပညာပေးဆိုတာလည်းဘာမှမရှိဘူးဖြစ်ချင်တိုင်းဖြစ်ပျက်စီးချင်တိုင်းပျက်စီးနေတဲ့လူဖွဲ့စည်းပဲဒါအမနာတန်းဝေဖန်ရရင်ဒီလိုဖြစ်နေတာသိကြတယ်ကျွန်တော်တို့လူဖွဲ့စည်းကဖြစ်ချင်တိုင်းကိုဖြစ်နေတာဒါတွေရဲ့တက်တည်ပဲဖြစ်တဲ့လား ဘက်ခင်မှာတော့ဒါတွေကယိုးနေပါပြီဆိုပြီးခစ်ကိုပဲအပြစ်ပုံချလို့မရဘူးဗျမိဘတွေကတာဝန်ရှိတာအရွယ်မရောက်သေးတဲ့ကိုသားသမီးကို ကိုထိန်းသိမ်းရမှာမိဘတွေရဲ့တာဝန်ဗျကြည့်ကြည့်လိုက်ဖြစ်ချင်းတိုင်းဖြစ်နေတာကလေးတတာလေးတွေအဲတော့ဒီလိုရွယ်မြောက်သေးတဲ့ကလေးတွေကို မင်္ဂလာပွဲကျင်းပပေးတယ်ဆိုကြတဲ့ကမိဘတွေရွယ်ရွယ်မှရှိရဲ့လူကြီးသူမတွေကလည်းအလိုတူလိုပါ ဒါတွေကဥပဒေရှိတယ်ဥပဒေဆိုတာလဲမင်းမင်းပျောက်ွယ်သွားသလောက်ကိုဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ကတော့လူမုန်းခံပြီးတော့ဒါတွေကို ပြောနေရခြင်းဖြစ်တယ်ကျန်တာတော့ကိုကိစ္စပဲမဖြစ်သင့်ဘူးဒါတွေကမလုံသင့်ဘူးဆိုတာတော့သိဖို့လိုတယ်ကျန်တာတော့ကိုတူကိုသားကိုသားသမီးကြိုက်တယ်လို့လောက်ကြပါဟုတ်ပြီနော်ဒါပေမဲ့ကိုရဲ့တံမိုးထားပြီးမွေးထားတဲ့သားပြို့သမီးပြို့လေးတွေ ခလေးလေးတွေအတွက်လည်းအနာဂတ်တွေပျောက်တယ်ဒါလေးတွေကိုသိရင်ရပြီဟုတ်ပြီနော်ဒီနေ့ကတော့မြန်မာပြည်မှာရှိတဲ့အတက်မပြည့်ပဲဆောင်တဲ့မင်္ဂလာပွဲတွေအကြောင်းကိုတင်ပြပေးလိုက်ရခြင်းဖြစ်တယ်ကျွန်တော် viewer တွေလည်းဒီမင်္ဂလာပွဲတွေနဲ့ပတ်သက်ပြီးတော့အမြင်များကိုလည်းပို့မိလေးလေးပြောကြားပေးခဲ့ကြပါအောင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ